မီးရောင်တွေကိုအသေးပုံလေးလို့မြင်ရမြန်မှန်ကိုပလီရဲ့ပွဲမှာပရိသတ်တယောက်ကချစ်စရာကောင်းတဲ့မျက်မှန်လေးကိုတက်ပြီးပျော်ရွှင်စရာအထွေထွေကိုရယူခဲ့ပါရီ။ဟိမျက်မှန်ကမီးရှူးမီးပန်းတွေစလိုက်မီးရောင်တွေကိုအသေးပုံလေးပဲလို့ပြောင်းလေးလိုက်တာပါ။မီးရောင်ဖေးစီပုံလိုက်ပေါ်လာတဲ့အသေးပုံလေးတွေကလည်းအရှောင်မျိုးမျိုးဖြစ်နေပါရီ။ဒီလိုပြရတဲ့လေဝဲချက်ကလည်းရှိနေရပါ။ဒီမျက်မှန်တွေမှာအလင်းရောင်ကိုကွေးသွားစေတဲ့မှန်ဘလူးခုံးလေးတွေအများကြီးပါနေပြီးရော။အဲ့ဒါလေးတွေကအလင်းရောင်နိုင်ကိုအသေးပုံဖြစ်အောင်လှုပ်လိုက်လို့ဖြစ်ပါရီ။ကိုကြိုက်တဲ့ရှူးပွဲမှာအသေးပုံမြင်ကွင်းနဲ့အားပေးရှာတာကပျော်စရာကောင်းနေရတော့ အမှန်ပါတီမိုစီဘီခီးသွားတဲ့ရထားဒါကတော့တရုတ်နိုင်ငံရဲ့ပထမဆုံးသောပင်လယ်ဖြတ်ကျော်ရထားဂရုပါကျုံကျိုးရီလက်ကြောင်ကိုဖျက်ကူးတဲ့ခါမှာရထားကတင်းမိုးဘော်ကိုတက်စီရပါရီကားရီဆက်တွေနဲ့ကူးသလိုပါအဲ့တွေ့လေတန်လန်းစနစ်တွေကိုတိချာပြင်ဆင်တော့ရှာတာပါတပတ်ကန်းရောက်တော့မှရထားကတန်လန်းဘော်ကိုပြန်တက်သွားပါရီကူးဖျက်ရတဲ့အခွာဝေးကတော့24ကီလိုမီတာလောက်ရှိနေရပါအကောင်းဆုံးအပိုင်းကတော့ရထားစီကြီးတဲ့ွေနေနေကူးထိုင်ကောင်ကနေမထဘဲလိုက်ပါနိုင်တာဖြစ်ပါရီ ဂူဂယ်မပ်ပေါ်မှာရင်းကျော်ပိတ်ဆို့သွားအောင်လှည့်စားခဲ့သူဂျာမနီကအနုပညာရှင်တူဖြစ်တဲ့ဆိုင်မွန်ဝီကက်ဆွေသူကဂူဂယ်မပ်ပေါ်ကရင်းကျော်ပိတ်ဆို့မှုကကားရီကြောင့်မဟုတ်ဘဲလူရီဖုန်းကဖြစ်နေရကိုသတိထားမိသွားပါရီ။အဲကိစ္စကိုပူပြီးရှင်းလင်းစေဖို့အတွက်ဖုန်း99လုံးကိုဘုံကြီးရေးထည့်ပြီးတော့ဘာလင်းရဲ့လမ်းတွေပေါ်မှာရှောက်သွားပြနေခဲ့တာပေါ့။သူကကားရီရှင်းလင်းနေတဲ့လမ်းပေါ်မှာအဲ့ဒီဘုံကြီးကိုဆဲပြီးတော့မြ мян တမျိုးနှင်းနှင်းတပုံလမ်းလျှောက်ပြခဲ့ပါရီ။ဒါပေမဲ့ဖုန်း99လုံးလုံးကအချက်လက်တွေကိုရွှေ့ပြီးတော့အသုံးပြုထားတဲ့ဂူဂယ်မပ်ကအဲ့ဒီလမ်းတွေမှာရင်းကျော်ပိတ်ဆို့နေတဲ့ ကြီးကိုပဲဖော်ပြနေကြတာပါရှေးခေတ်ကအချင်းချင်းတုံးတဲ့လူသားနေနိုင်ရှေးခေတ်တုံးကအချင်းတရဖို့ဒီလိုနေနိုင်ရွေးကိုတုံးခဲ့ကြပါရီအဲ့ဒါကနိုင်ပုံစံဆွေးထားတဲ့ခြောက်ပြားကြီးပေါ်မှာလူကိုယ်တိုင်တွက်ရဲ့ရှာတာပါအရေးကြလာရေးခါမှာဘဏ္ဍာနိုင်ရှိပြီလေဆိုတာကိုတွေ့ရမှာဖြစ်ပါရီနောက်ပြီးတော့လာလိုက်နေရေးချမှုမတူတာကိုလည်းဒီနိုင်ကဖြစ်ရှင်းပေးပါရီနိုင်ပုံမှာဆန္ဒလနမေရီရေးထားတာဖြစ်ပြီးတော့အဲ့ဒီတိုင်းမတ်တက်တွက်ရဲ့ပြီးနေရှာမှာပါဒီနီလန်းကနှစ်ပေါင်းထောင်ချီခဲကတုံးခဲ့တာဖြစ်ပေမယ့်အခုထိလည်းမှန်ကန်နေုံပဲဖြစ်ပါရီ အရေးပြားအောင်မှာထိထားလို့ရတဲ့စမတ်ချင်းအမျိုးသားကပစံရှင်မှုအတွက်သူ့ရဲ့လက်ကိုဆန်နာကိုကလိုက်ပါရီဒီအချိန်မှာပဲငွေရှင်းတဲ့ကိစ္စကပြီးမြောက်သွားတာပါလက်ထဲမှာကမ်ဘူဒီးယားရဲ့အတွက်ကက်ရှာဝန်ထမ်းကတော့အန်အိုနီကဲပါရီတကယ်တော့ဒီမျိုးသားရဲ့လက်ခုံအရေးပြားအောင်မှာ RFID ဆိုတဲ့ချစ်ပြားတစ်ခုထိထားတာပါချစ်ပြားဆိုပေမဲ့စေးထောင်လေးလိုပုံစံပါအဲ့နဲ့ထိုးထည့်လိုလေးအဆင်ပြေပါရီဒီချစ်ပြားလေးကစက်ရပရိုဂရမ်ကိုရေးသားပြီးတော့ထည့်သွင်းနိုင်ပါရီအဲ့ဒါကြောင့် credit card နဲ့ visa card တွေမျိုးသုံးလို့ရှာတယ်လို့တကားပြီးဖွင့်နိုင်တဲ့ remote အနေနဲ့လည်းသုံးလို့ရှာနေပါရီ ည်မတည်ရင်စူပါပါဝါရှိနေတဲ့လူသားတယောက်လိုခံစားသွားရစီမှာပါ ရုပ်ရှင်ုံတွေတုံနေခုရိုက်ကာခွဲရေးအိမ်ရုပ်ရှင်ုံတွေဝင်ခဲ့မှာဝန်ထမ်းတူကကြီးစုသူတွေဖုန်းတွေကိုအိတ်တလုံးနဲ့ထိပြီးတော့ချိတ်ပိတ်ပေးလိုက်ပါရီအိအိကတော့ဖုန်းတလုံးဆန့်ယုံအွေဖြစ်ပြီးတော့တပတ်မှာတော့ပလတ်စတစ်နဲ့အုပ်ထားတာပါအဲ့ဒါကြောင့်ဖုန်းသုံးချင်နေဆိုရင်တော့သုံးလို့ရှာပါရီဒါပေမဲ့ကင်မရာသုံးမယ်ဆိုရင်တော့သုံးလို့ရှာမှာမဟုတ်ပါဘူးကင်မရာကအိတ်နဲ့ကွင်းနေလို့ပါနောက်ပြီးတော့ပိတ်ထားတဲ့ချိတ်ကိုဒီိုင်းဖယ်ပြလို့လည်းမရှာပါဘူးရုပ်ရှင်ကြည့်ပြီးတော့ပြန်ထွက်လာတဲ့အချိန်ကျမှဝန်ထမ်းကတန်လိုက်ခွာတဲ့ပစ္စည်းလေးနဲ့အဲ့ဒီချိတ်တွေကိုပြန်ဖွင့်ပေးလိုက်မှာပါဒီနီလန်းကရုပ်ရှင်ကားတွေရုံတင်နေ ့အခါမှာခိုးရိုက်တွေမထွက်လာအောင်တုံးကြတဲ့နီလန်တမျိုးလေးဖြစ်ပါရည်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအစုံနေကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်